မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားကထာတပုဒ်ကိုအခြေခံပြီးတော့အပူဆုံးမိနဲ့အကြီးဆုံးအပြည့်လို့တရားကောင်းစဉ်ပြပြီးတော့ဟောပါမယ်။ဒီနေရာမှာဦးဇင်းတို့ပြည်သက်ပေါင်းတော်တို့ဇာကနဲ့ပတ်သက်ပြီးတော့တူလောင်နဲ့ဆင်းရဲတဲ့ဆိုတာလေးကိုပုံပေါ်စေဖို့အတွက်မြတ်စွာဘုရားလက်ထက်ကအဖြစ်အပျက်လေးတစ်ခုကိုဦးဇင်းတို့ပြောပြမယ်။အဲ့ဒီမှာရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးဟောခဲ့တဲ့ဟောပြောခြင်းဟာအလုံးတရာမှာ ဟိုစိတ်ဝင်စားစရာကောင်းတယ်လို့စဉ်းစားဆင်ခြင်စရာလည်းကောင်းတယ်ပေါ့။ဘာလဲဆိုတော့ယေရှုဘုရားအာရဝမှာဒေဝရဟဏီကုန်းမှာသတင်းသုံးတယ်။အဲ့ဒါလိုသတင်းသုံးနေတော့ယဟန်တော်တဆုယေရှုဘုရားကြီးကိုရောက်လာပြီးတော့ရှိခိုးဦးချရတယ်။ဘာကြောင့်ရောက်လာကြတာလဲဆိုတော့သူတို့ကပိစ္ဆာဘူမိအရက်ကိုဒေသစာရင်းကြွမယ်လို့ယေရှုဘုရားကိုလမ်းပြီးတော့နှုတ်ဆက်တာနော်။အဲ့လိုနှုတ်ဆက်တော့ယေရှုဘုရားကစစ်သားတို့အတင်းတို့ပဲသွားကြလို့ဆိုပိစ္ဆာဘူမိအရက်ကိုသွားမလို့ဆိုတော့ အဲ့လိုဆိုရင်လည်းတင်းတို့ရဲ့နောင်တော်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာကြီးကိုလည်းဝန်သွားကြအောင်လို့မြတ်စွာဘုရားကအမိန့်ရှိတယ်။အဲ့ဒါနဲ့အဲ့ဒီရန်တော်တွေကရှင်သာရိပုတ္တရာကိုရမေကြီးတွေကိုဝန်သွားရှင်သာရိပုတ္တရာကိုရမေကြီးကအဲ့ဒီချိန်မှာတန်ကျွဲကျုံဝန်တက်တစ်ခုအတွင်းမှာတရင်သုံးပြီးတော့နေလာတာ။အဲ့ဒါရန်တော်တွေရောက်သွားပြီးတော့ရှင်သာရိပုတ္တရာကိုရှိခိုးဦးချာတော့ရှင်သာရိပုတ္တရာကမရှင်လို့ဘာကြောင့်ရှိလဲဆိုတော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုနှုတ်ဆက်ပြီးတော့သွားအောင်ဆိုလို့ဒီလိုတော့ဝန်လာတာပါဗျာ။ အဲ့ဒါလိုသူတို့ပိစာဘုံကြီးအရက်ကိုတွားမယ်ဆိုတဲ့အကျိုးအကြောင်းကိုရှောက်ထားတော့ရှင်သာရိပုတ္တရာကဘာအမိန့်ရှိတော်ဆိုတော့အရှင်တို့တဲ့နိုင်ငံရချမ်းတိုင်းတစ်ပါးမှာပညာရှိလို့အမိခံတဲ့သမဏပြမနာပုဂ္ဂိုလ်တွေရှိတယ်တဲ့အဲ့ဒီပညာရှိလို့အမိခံတဲ့ပုဂ္ဂိုလ်တွေကသင်တို့ကိုတွေ့ရင်မေးရမှာပဲသင်တို့ကဘယ်လိုရဲ့တပည့်လဲသင်တို့ရဲ့ဆရာကဘယ်လိုလဲအဲ့လိုမေးရင်သင်တို့ကလည်းပဲငါရဲ့မတို့ရဲ့ဆရာယဟန်ဂေါရမဗုဒ္ဓဖြစ်တယ်လို့သင်တို့ကလည်းပြောမှာပဲအဲ့လိုပြောလို့ရှိရင် သင်တို့ရဲ့ဆရာဂေါတမဘုရားဟာဘယ်လိုအယူဝါဒရှိသလဲလို့တကယ်လို့မြန်မေးရမယ်ဆိုရင်အဲ့ဒါသင်တို့ဟာမြတ်စွာဘုရားရဲ့အလိုတော်ကြအောင်မှန်မှန်ကန်ကန်ဖြစ်အောင်သင်တို့ဘယ်လိုဖြစ်မလဲတဲ့အဲ့ဒါလိုအမိန့်ရှိတဲ့အခါကျတော့ယဟန်တော်တွေကရှင်သာရိပုတ္တရာကိုဘယ်လိုလျှောက်တော့ဆိုတော့ရှင်ဗျာတဲ့ဒီအကြောင်းအရာတွေကိုရှင်ဘုရားပဲဟောပြတော်မူပါဒါကြောင့်ရှင်သာရိပုတ္တရာအဲ့ဒီယဟန်တွေကိုတကယ်လို့မြန် တခြားသောသမဏဗေမဏပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေကသင်တို့ရဲ့ဆရာဂေါတမဘုရားဟာဘလို့အယူဝါဒရှိတယ်လေလို့မေးပြန်တယ်ဆိုလို့ရှိတယ်ဘလို့ဖြေချမ်းတဲ့တယ်ဆိုတော့တဲ့သန္နရာကဝိနည်းရခာကြီးငါတို့ကိုယ်ွယ်တဲ့ငါတို့ရဲ့ဆရာဂေါတမဘုရားမြတ်စွာဘုရားသန္နရာကဝိနည်းရခာကြီးသန္နရာကလို့ဆိုရဲလူချင်းမမောရင်းကိုလူချင်းမမောခြင်းကိုဖေခွာရင်းကိုဖျက်ပြတဲ့အယူဝါဒရှိတယ်လို့ဖြေရမယ် မြတ်စွာဘုရားရဲ့အယူဝါဒအနှစ်ချုပ်လို့လည်းပဲဆိုနိုင်တယ်ပေါ့နော်လူချင်းမမောမှုကိုဖေရှားရည်ကိုဟောပြတဲ့အယူဝါဒရှိတယ်အဲ့ဒါလို့တင်လို့ဖြေရမယ်တဲ့အဲ့ဒါလို့ဖြေတဲ့အခါမှာအဲ့ဒီပညာရှိအနေခံတဲ့ပုဂ္ဂိုလ်တွေကဆက်ပြီးတော့မေးရတယ်ပဲဘယ်လိုမေးနိုင်လဲဆိုတော့ဟုတ်ပြီလူချင်းမမောမှုကိုဖေခွာရည်အယူဝါဒရှိတယ်ဆိုရင် ဘယ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးနေတဲ့သဘောကိုဖယ်ခွာရမှာလေလို့ဆက်ပြီးတော့မေးကြလိမ့်မယ်တဲ့တော့လူချင်းမမိုးမှုကိုဖယ်ခွာရမယ်ဆိုတာဘယ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးနေတာကိုဖယ်ခွာရမှာလေအဲ့ဒါလို့မေးမယ်ဆိုရင်တော့ဒီရုပ်အစုအဝေးလို့ဆိုရတဲ့ယူပဲခန္ဓာခံစားမှုအစုအဝေးလို့ဆိုတဲ့ဝေဒနာခန္ဓာမှတ်သားမှုအစုအဝေးလို့ခေါ်တဲ့သင်ရဲ့ခန္ဓာရှိစွာမှုပြုလုပ်မှုအစုအဝေးလို့ဆိုရမယ်သင်္ခါရခန္ဓာ တိမှုအစုဝေးလို့ဆိုရမယ်ဝိညာဉ်နဲ့ခန္ဓာနောက်ခန္ဓာ၅ပါးလူတိုင်းကြားဦးနော်ခန္ဓာဆိုတဲ့စကားကအစုအဝေးလို့အဓိပ္ပာယ်ရခန္ဓာဆိုတာအစုအဝေးအပေါင်းအစုဒါခန္ဓာပဲနော်ယုတ်ကလတ်တွေရဲ့ဒီဆဲတွေရဲ့အစုအဝေးဒါပါလေယူပိုက်ခန္ဓာဒီမြင်နေရတဲ့အထက်တစ်ကြီးရှိတယ်ဒီယုတ်သုံးယုတ်ခဲကြီးရပါလေယူပိုက်ခန္ဓာဒီယူပိုက်ခန္ဓာကြီးကိုအမိပြုတ်ပြီးတော့သူနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေတဲ့နံခန္ဓာ၄ပါးရှိတယ်နော် နခန္ဓာလေးပါးကပါလေခံစားမှုအရှုဝေမှတ်သားမှုအရှုဝေပြုလုပ်မှုအရှုဝေသိမှုအရှုဝေနော်ဝေဒနာခန္ဓာသင်္ခါရခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာအဲ့ဒီခန္ဓာ၅ပါးရဲ့အပေါ်မှာနော်လိုချင်တဲ့မမောတဲ့သဘောကိုဖယ်ခွာရမယ်လို့သင်တို့ဖြေရမယ်တဲ့ဟုတ်နှစ်ချက်ရှိသွားပြီနော်မြတ်စွာဘုရားရဲ့အယူဝါဒဟာလိုချင်မမောမှုကိုဖယ်ခွာရေးကိုဟောပြတဲ့အယူဝါဒရှိတယ် ဘာရဲ့ပေါ်မှာလူချင်းမမမှုကိုခွာရမှာလဲခန္ဓာ၅ပါးရဲ့ပေါ်မှာလူချင်းမမမှုကိုဖယ်ခွာရမယ်အဲလိုဆိုရင်ဆက်ပြီးတော့မေးလိုက်နေတဲ့အဲ့ဒီလူချင်းမမမှုမှာဘာအပြစ်ရှိလို့အဲ့ဒီလူချင်းမမမှုကိုဖယ်ခွာဖို့ကြောနေရတာလဲလို့မေးလိုက်နေတဲ့နော်ဒီတရားကြီးကိုဖယ်ကြလို့ဒီတရားကြီးကိုမရှိအောင်လုပ်ကြလို့အဲ့ဒီတရားမှာဘာအပြစ်ရှိလို့အဲ့လိုခံရတာလဲလို့မေးမယ်ဆိုရင်တဲ့အဲ့ဒီလူချင်းမမမှုမှာဘာအပြစ်ရှိလဲဆိုတော့ ကိုယ်ချင်းကိုယ်လူချင်းမမောထားတဲ့အရာပျက်စီးပြီးတမျိုးတမီဖြစ်ပြီးဆိုတာနဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတေချာကောင်းဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတဲ့တရားစုံ၅မျိုးကိုရင်ဆိုင်ရလိမ့်မယ်တဲ့နော်ဒုက္ခဆိုတာစိုးရိမ်တာပေါ့နော်ပရိဒေဝဆိုတာငိုကြွေးတာပေါ့ဒုက္ခဆိုတာကိုယ့်ရဲ့ဆင်းရဲခြင်းဒုက္ခဒေါမနတဆိုတာကစိတ်ရဲ့ဆင်းရဲခြင်းဥပါယတာဆိုတာပြင်းစွာပင်ပန်းခြင်းဘယ်နှမျိုးလို့၅မျိုး ဆိုရင်ရင်မိုးကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းလူတယောက်တစ်စုံတစ်ခုကိုဆွဲလန်းနေပြီမမောနေပြီဆိုရင်အဲ့ဒီဆွဲလန်းအပ်တဲ့ဆွဲလန်းကိုဆွဲလန်းထားတဲ့အရာပျက်စီးပြီဆိုတာနဲ့တချို့ဆိုရင်မပျက်စီးသေးဘူးပျက်စီးတော့မယ်လို့အရေးအယံဖျလိုက်တာနဲ့အဲ့ဒါပါဖြစ်ပြီတော့ဆိုရင်ဒီမိုးကြွေးပြီဟိုလာကိုဆင်းရဲစိတ်ဆင်းရဲပြင်းစွာပင်ပန်းခြင်းဖြစ်လာတယ် ဟုတ်လားဒါကြောင့်ပြည်တော်ပေါင်းသူတွေကတော့ကိုယ်ဆွဲလန်းထားတဲ့အရာပျက်စီးတော့မယ်ဆိုတာနဲ့အဲ့ဒီဆွဲလန်းထားတဲ့ပုဂ္ဂိုလ်ကစပြီးတော့ဆင်းရဲတော့တာပဲမဟုတ်လားအေးခတ္တာကကိုယ်ဆွဲလန်းထားတဲ့အရာတွေကမပြတ်မဲ့အရာလည်းတစ်ခုမှမရှိဘူးဒါစဉ်းစားနေတယ်နော်ဒကာကြီးတို့မိုင်းများခုဒကာမတို့ဦးကြီးတို့တွေကကိုယ်ခန္ဓာကိုယ်ပေါ်မှာလည်းဆွဲလန်းမှုမကင်းဘူးနော်ကိုမိနာစုကိုဆွေမျိုးကိုမိဆွေတွေရဲ့အပေါ်မှာလည်းဆွေးလန်းမှုမကင်းဘူးပစ္စည်းဥစ္စာတွေရဲ့အပေါ်မှာလည်းဆွေးလန်းမှုမကင်းဘူး ဆွလမ်းမှုတွေရှိနေတယ်။အဲ့ဒီကိုဆွလမ်းထားတဲ့အရာတွေကလည်းအကုန်လုံးသာဝရကြည်ငင်းမဲ့အရာတခုမှမပါတနေ့ကျတော့ပြည့်စုံမဲ့အရာတွေရှိပဲ။အဲ့တော့ဦးဇင်းတို့စဉ်းစားကြရရှိတာကဒကာဓမ္မတို့ဦးဇင်းတို့တွေကပျက်စီးမဲ့အရာတွေကိုဆွဲလန်းထားတယ်ပေါ့အဲ့ဒါဘာလို့ဆိုတော့တစ်ချိန်မှာကိုယ့်ကိုယ်ကိုဒုက္ခရအောင်ကြိုတင်ပြီးတော့ပြုလုပ်ထားခြင်းနဲ့အတူတူပဲလို့မဆိုနိုင်ဘူးလားအေးအဲ့ဒါမဖြေရှင်းရသေးတဲ့ပြဿနာလို့လေဦးဇင်းကနာမည်တက်ခြင်း တို့ကတော့ဘုရင်တို့တွေကပြဿနာတန်လန်းနဲ့နေတာပေါ့။တော့မဖြေရှင်းရသေးတဲ့ပြဿနာတန်လန်းနဲ့နေတာ။ဟုတ်လား။အဲ့ဒါဘာလို့ဆိုတော့ပျက်စီးမဲ့အရာတွေရဲ့ပုံမှာဆွဲလန်းထားမှု။နော်။အဲ့ဒီဆွဲလန်းမှုကြီးရင်ကြီးသလောက်အဲ့ဒါတွေပျက်စီးပြီဆိုတာနဲ့ပျက်စီးတော့မယ်လို့ချိန်ချောက်လာတာနဲ့ကိုကအကြီးကျယ်ဒုက္ခရောက်ရနိုင်တယ်။ဆိုကြပါစို့ဆွဲလန်းမှုတွေမှာကိုကိုကိုဆွဲလန်းနေတာအကြီးကျယ်တော့ပေါ့။ဒါကြောင့်ကိုကိုကိုဆွဲလန်းတာလေအဲ့ဒီဆွဲလန်းမှုကတစ်နေ့မှာအကြီးကျယ်ဆုံးဒုက္ခပေးနေတယ်။ ဒါတေချာတော့ပဲနော်ဆွေးကြပါစို့အခုချိန်မှာမဆရာကအာခဏပိုက်ထဲမှာရှိတဲ့အလုံးကကင်စာလို့ပြန်ပြောခဲ့မယ်ဆိုရင်လိုနေမလို့တကယ်မပြည့်စည်သေးဘူးပြည့်စည်တော့မယ်လို့တိလိုက်တာနဲ့မဖြစ်ပေတော့အကြီးအကျယ်တုံ့လုံးချောက်ချားသွားကြတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားတရားတော်တွေကအလုံးမတေချာတယ်ပေါ့နော်ဆွေးလန်းမှုမှာဘာအပြည့်ရှိလဲ ကိုယ်ဆွဲလန်းထားတဲ့အရာပျက်စီးတော့မယ်ဆိုတာနဲ့အဲ့ဒီလိုကစိုးရင်ရမယ်၊ငိုကြွေးရမယ်၊ကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်ရမယ်၊ပြင်းစွာပင်ပန်းခြင်းဖြစ်ရလိမ့်မယ်။အဲ့ဒီအကျစ်တွေရှိလို့ဆွဲလန်းမှုကိုဖယ်ခွာဖို့မြတ်စွာဘုရားဟောတာပါတဲ့။အဲ့ဒါဘာမှမကြဘူးလား။ကျေးဇူးတင်ဆက်ပြီးတော့မေးလိုက်မယ်တဲ့အဲ့ဒီပညာရှိတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီဆွဲလန်းမှုကိုဖယ်ခွာခိုင်းတယ်တကယ်လို့ဆွဲလန်းမှုကိုဖယ်ခွာလိုက်တော့ဘာအကျိုးရှိမှာမို့လို့အဲ့ဒီဆွဲလန်းမှုကိုဖယ်ခွာဖို့ပြောရတာတော့ဟုတ် နော်ဒါလည်းပဲမေးရမရှိဘူးလားရှိတယ်အဲ့ဒါလို့မေးခဲ့မယ်ဆိုရင်တော့ဆွဲလန်းမှုကိုဖယ်နိုင်တဲ့ပုဂ္ဂိုလ်ဟာဘာတွေဘလို့ပဲပျက်စီးနေစေကမူသူကဆွဲမှာမဆွဲလန်းဘူးဆိုမှတော့သူ့မှာဘာမှဆင်းရဲစရာစိုးရင်ကြံကိုကြွေးစရာအကြောင်းဘာမှမရှိတော့ဟုတ်တယ်ပေါ့လားပြင်းလို့ဒါကအလွယ်လေးနဲ့လည်းပဲသိနိုင်တယ်ပေါ့ဆိုကြမှာဆိုအခုကဘာကြီးမှာနော်တဲ့င်းနေတဲ့မှာဂျာနယ်တွေထဲမှာအမြဲတမ်းမြင်နေရတဲ့ဂျာနေရတဲ့ပျက်စီးမှုတွေ ဟုတ်လားအုံနဲ့ကျင်းနဲ့သေးကြတာလည်းပျက်စီးကြတာလည်းမရှိဘူးလားဒါကတော့ဦးဇင်းတို့ကဘလောက်လမ်းပြီးတော့ထိခိုက်ကြအောင်ဆိုတော့ဘလောက်မှလမ်းပြီးတော့မထိခိုက်ဘူးဆိုတော့အဲ့ဒါတွေကကိုဆွလန်းတာတဲ့အရာတွေမှမဟုတ်ပဲဘူးအဲ့ဒီတည်းမှာကိုသွေးကိုသားတယောက်တော့ပါကြည့်ပါလားဘလို့နေမလို့အကြီးအကျယ်တုံ့ပြန်ချောက်ချားသွားပါတော့ဟုတ်လားဒါကြောင့်ပြည်တော်ကောင်းသူတော်ကောင်းတို့ဆင်းရဲခြင်းဆိုတာဘာကြောင့်ဖြစ်တာလို့မေးရင်ဒီတက်မဲ့မောမှုဆွေးလန်းမှုဆိုတာရှိလို့ဆင်းရဲခြင်းဆိုတာဖြစ်တယ် ဟုတ်တယ်မဟုတ်လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့နတ်တိရာကသမောအကိယာဘနဲ့တူသောအပူဓာတ်တည်မရှိဆိုတာကိုအဲ့လိုကြည်ကြည်ပြန့်ပြန့်နားလည်ဖို့မလိုဘူးလားအေးအဲ့တော့ဆွဲလန်းမှုမကင်းကြသေးတဲ့ဒကာရမတို့ဦးဇင်းတို့တွေကတစ်ချိန်မှာကိုဆွဲလန်းထားတဲ့အရာတွေပျက်စီးပြီဆိုတာနဲ့ပျက်စီးတော့မယ်ဆိုတာနဲ့ပူလောင်ရလိမ့်မယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်ဘေးသက်ကောင်းသူတော်တို့ဆွေရင်မှုကိုကျွေးမှုဆင်းရဲဒုက္ခတွေကိုရှော့ချခြင်းတယ်ဆိုလို့ရှိရင်အကြောင်းတရားဖြစ်တဲ့ တေယာကလို့ဆိုတဲ့သဏ္ဍာန်ကလို့ဆိုတဲ့လိုခြင်းမမောခြင်းဆိုတာကိုလျှော့ချနိုင်ဖို့ဘလို့လားလို့ရနော်အေးအဲ့ဒါကိုလျှော့ချဖို့ဆိုတာကလည်းပဲမှန်မှန်ကန်ကန်သိဖို့လိုတာပေါ့နော်ဒီတဘာဝတရားတွေရဲ့ပုံမှာမမောတယ်ဆိုတာက မမောเสียကောင်းနေလို့ချင်းနေလို့မမောတာပေါ့ ဟုတ်လားဒီသဘောတွေထဲမှာမမိုးနေရရှိသလားမရှိဘူးလားဆိုတာကိုကိုကိုယ်တိုင်ဉာဏ်နဲ့စီစစ်နိုင်တဲ့အနေအထားမျိုးကိုရောက်အောင်ကြိုးစားပြီးတော့ဓာရီထဲမှာမမိုးနေရမရှိဘူးဆိုတဲ့အသိကိုရမယ်ဆိုရင်မမိုးမှုနေမသွားဘူးလားနေသွားတယ်နော်ဒါကြောင့်ဘေးသဘောတရားဘောင်းတို့နတ်တိရာဂသဘောအခိယာဂနဲ့တူသောမိသည်မရှိဒါကိုဒီလိုသဘောပေါက်ရမှာဟုတ်လားအေးအပူဆုံးမိဆိုတာအဲ့ဒါပဲအဲ့တော့ဒကာဓမ္မတို့အရှင်တို့တွေကအပူဆုံးမိနဲ့အတူတူ နေနေရတာအဲ့ဒီနေကဘယ်တော့ထပြီးတော့တောက်လောက်မလဲဆိုတာမပြောနိုင်ဘူးပေါ့ဟုတ်လားအေးတကယ်တမ်းကတော့သူရှိနေတဲ့အခိုက်အတန့်မှာလည်းပဲလောင်းတော့လောင်းနေတာပါပဲသို့တော့ပျက်စီးတဲ့အချိန်မှာလောင်တာကအကြီးအကျယ်မထင်ရှားဘူးလားထင်ရှားတယ်ဘနတိအရာကသမောအခိဒါအကြီးဆုံးပြီးဆိုတာဒါကိုပြောတာနော်အကြီးဆုံးအဖြစ်ကိုဆက်ပြီးတော့ပြောရအောင်နော်အကြီးဆုံးအဖြစ်ကဘာလဲတော့နတိဒေါသသမောကလေး ဒေါသသမောဒေါသနဲ့တူသောကလိအဖြစ်သည်နတ္တိမရှိဒေါသဆိုတာဘာလဲစိတ်တိုင်းကြာဘူးမကျေနပ်ဘူးစိတ်တူတယ်စိတ်ဆိုးတယ်အဲ့ဒါပါတော့ဒေါသအဲ့ဒီဒေါသဟာအကြီးဆုံးအဖြစ်ဖြစ်တယ်လို့ညွှန်ပြဟောတာဘာကြောင့်လဲဆိုတော့ဒီဒေါသကိုပဲအခြေခံပြီးတော့နော်အမေတ္တိအတိအဖေတ္တိအတိယန္နာကိုတတ္တိအတိဘုရားကိုသွေးစည်းတယ်အောင်လုပ်တည်အတိနော်မိုင်မဲမှုတွေလွန်ကျူးနိုင်တဲ့အနေထားမှာမရှိဘူးလားရှိနော် ဒေါသကိုအပြစ်အကြီးဆုံးလို့ပြောဆိုပါဗျာဒီမှာတော့ဟောတယ်တကယ်ကတော့ဒေါသကိုအပြစ်ကြီးတယ်လို့စဉ်းစားဖို့လိုတယ်လို့ဒေါသဟာအပြစ်များတယ်လို့လည်းပဲစဉ်းစားတတ်ဖို့လိုတယ်အဲ့ဒါဦးဇင်းတို့ဒေါသနဲ့ပတ်သက်ပြီးတော့အပြစ်များတယ်ဆိုတာကိုမြတ်စွာဘုရားကောဋ္ဌနသုတ်တံဆိုပြီးတော့အင်္ဂုတ္တပါဠိတော်တတ္တကနိဗ္ဗာန်မှာဟောထားတာရှိတယ်အဲ့ဒါလို့ဟောတဲ့နေရာမှာမြတ်စွာဘုရားကစိတ်ဝင်စားဖို့ကောင်းအောင်ဟောတာပြန်ဘလို့ဟောတာလို့ဆိုတော့မေတ္တာတရားကတော့လနဲ့တူတယ်တဲ့မတာလဲတာတာလဲတာ ေးချမ်းတဲ့သဘောပေါ့ဟုတ်လားဒေါသတရားကတော့နေနဲ့တူတယ်ပူလုံးလောင်လုံးလို့ဘယ်သူမှမကြည့်ချင်ဘူးမမြင်ချင်ဘူးကြည်လည်းမကြည့်နိုင်ဘူးမြင်လည်းမမြင်နိုင်ဘူးဟုတ်လားဒါကြောင့်ပြည့်တဲ့ပေါ့တော်တို့ဒေါသအာကြီးရင်တော့မိကောင်းရွှေကောင်းအပေါင်းတင်ကောင်းကင်းပြီးတော့ချစ်မဲ့ခင်မဲ့လို့မရှိဘဲနဲ့အထီးကျန်တကောင်ကျွဲ့မြစ်တာငတ်ပြီးတော့၆ကက်ကန်နေရတဲ့တဲ့ခုမှအဲ့လိုဖြစ်နေတာကိုမုန်းနေရတဲ့တွေကသိခဲ့မြင်ခဲ့မှရှင်ဘာဖြစ်ကြလဲသဘောကျမှာပေါ့ နော်ဒါကြောင့်ပေးတဲ့ပေါင်းတော်ဟောင်းတို့ဒေါသဆိုတာလူမုံစီလို့နားလည်ရအောင်နော်ကိုယ့်ကိုယ်ပင်ကိုယ်ကဘလောက်ချစ်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ရှင်မျိုးသားချင်းတွေပဲဖြစ်ဖြစ်ကိုကအမြဲတမ်းစိတ်ကြီးခဏခဏတိုးနေမယ်ဆိုရင်ရည်ရှိမှာကိုဒေါသရဲ့တံကိုဘယ်လိုကမှခံနိုင်မှာမဟုတ်ဟုတ်လားမိဘပဲဖြစ်တော်လည်းပဲတသမီးတွေရဲ့ပုံမှာအမြဲတမ်းထစ်ကနေစီစီတို့ထစ်ကနေစီစီတို့ဟုတ်လားအမြဲတမ်းစိတ်တိုင်းမကြတာတွေကိုကာယကံမြောက်ဝစီကံမြောက်ဖို့ပြဖို့ပြနေမယ်ဆိုရင် ကြာတော့သာသမီနဲ့ဖြစ်တော်လည်းပဲဒီမိဘနာကိုကတ်မှာမဟုတ်ဟုတ်တယ်မဟုတ်လားရေရှည်မှာယူမဒီတန်ကိုမခံနိုင်ဘူးအဲ့ဒီတော့ဘာလုပ်ကြလို့ဆိုတော့ခလန်းလန်းကနေကြမှာပေါ့ဘယ်သူမှမကတ်ချင်ဘူးနော်ဟာခလန်းလန်းကကိုနေလို့မရဘူးအချိန်ရအာတိန်နဲ့အတူတူနေဖို့ဖန်တီးထားတယ်ဆိုရင်လည်းတိန်နဲ့တော့အတူတူနေကြမှာပဲဒါပေမဲ့မေတ္တာနဲ့မျိုးလေးထွေးထွေးကတော့ရှိမှာမဟုတ်ဘူး ဒါကြောင့်ပေးတဲ့ကောင်းသူတော်လို့ဒေါသအားကြီးရင်မိကောင်းဆွေကောင်းချစ်သူခင်သူမရှိတတ်ဘူးလို့စဉ်းစားပြီးတော့လည်းပဲဒေါသရဲ့အပြစ်ကိုနားလည်ဖို့သဘောပေါက်ဖို့မလိုဘူးလားလိုတယ်။ပုံစံရုပ်လေးရဲ့ကုံတိမ်ပြည့်မိဖက်ကင်းกว่าတေလောကလေးလေးဝပေတို့ရောက်တုံမျိုးဤအဲ့အမျက်ဒေါသကြောင့်ဖြစ်လာနိုင်တဲ့မကောင်းယုံကခန္ဓာကိုယ်ပြည့်စည်လို့ကြီးလို့တည်ပြီးဆိုတာနဲ့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ကယုံမြင့်တဲ့ဘဝတွေကိုရောက်သွားတတ်တယ် နော်ဒီအချက်ကဘေးသဘောတရားတော့အလုံးမသတိထားတဲ့အချက်လို့ထင်တယ်။ကျန်တဲ့ဒေါသရဲ့အပြစ်တွေကိုစဉ်းစားဆင်ခြင်တာလေဒီနံပါတ်9ဒေါသရဲ့အပြစ်ကိုစဉ်းစားဆင်ခြင်ဖို့ကပိုပြီးတော့အရေးကြီးတယ်လို့ထင်တယ်။ပိုပြီးတော့စဉ်းစားတဲ့နေနော်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ကတည်ရင်အပေလေးကိုသွားရတတ်တယ်ဆိုတာလေ။ဘာကြောင့်ဒီအချက်ကိုလေးနဲ့စဉ်းစားဆင်ခြင်ရတယ်လေ။ဒီကံမတို့အရှင်တို့တွေကအမြဲတမ်းဒီဘဝမှာဒီအနေထားလေးနဲ့မြဲတာဘဝနဲ့နေနေကြရမှာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လားတနေ့တစ်ချိန်မှာဘယ်တနေ့ဘယ်တစ်ချိန်လို့တောင်ပြောလို့မရတဲ့တနေ့တစ်ချိန်မှာဘာဖြစ်ကြရမလို့ပေးကြရမှာပြည့်စည်ကြရမှာပေးပြီဆိုရင်လည်းပဲပေးပြီးပြီးသလားဆိုတော့မပြီးပါဘူးဟုတ်လားတချို့ကလည်းပြောတော့ပြောတာပေါ့လေတည်အေးတာပဲကွာလို့ပြောကြတာရှိတယ်နော်တည်လို့အေးရင်တော့တော်တော်ကောင်းတာပေါ့ဟုတ်လားတည်လို့အေးသွားရင်တော့တော်တော်ကောင်းနေလို့ထင်တာပဲဒါမှခက်တာကတည်ရင်မအေးပါဘူး အဲ့ဒါမြင့်မြတ်သောဘဝကိုဖြစ်ချင်တယ်ဆိုရင်လည်းဒေါသအာကြီးလို့ကတော့ရမှာမဟုတ်ဘူး။ဘာလို့ဆိုဒေါသဆိုတာကတူလောင်တဲ့သဘောညင်နှောတဲ့သဘောအောက်တန်းကြတဲ့သဘောဖြစ်တဲ့အတွေ့အကြုံတူလောင်တဲ့ညင်နှောတဲ့အောက်တန်းကြတဲ့ဒေါသဓာတ်တည်တူလောင်သောညင်နှောသောအောက်တန်းကြသောဘဝကိုပဲဖန်တီးမှာပေါ့ဘဝဆိုတာကစိတ်နဲ့တန်တယ်လို့ပဲဖြစ်တာဟုတ်ဗျဟုတ်တယ်မဟုတ်လား ဘဝဆိုတာစိတ်နဲ့တန်တူဖြစ်တာနော်စိတ်ကပူလောင်နေညင်ွန်းနေအောက်တန်းကြရတယ်ဆိုရင်ပူလောင်နေညင်ွန်းနေအောက်တန်းကြရတဲ့ဘဝကိုပဲအဲ့ဒီစိတ်ကဖန်တီးမှာဟုတ်လားအေဂျင့်နဲ့ကြီးလင်းနဲ့အပြစ်ကင်းတဲ့စိတ်ကလာနေကောင်းမြတ်တဲ့ဘဝကိုဖန်တီးမှာဟောဒီချက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောဝိတ္တသုတ်တန်ဆိုပြီးတော့ဟောထားတာရှိတယ်ဗျအဲ့ဒီမှာဥပမာလေးပေးပြီးတော့ပြောထားတာဘာပြောထားတာဆိုတော့ ကြီးတွေညော်တွေနဲ့ပေးကျန်းနေတဲ့အဝတ်နွားမှုကိုပကြီးစင်ဟာသူ့ကျိတ်တဲ့ဆေးရောင်ချေလို့မရနိုင်ဘူးတဲ့။အောက်ခံကြီးတွေတင်းနေတယ်ဆိုရင်အနေရောင်ချေတဲ့အနေရောင်မထွက်အဝါရောင်ချေတဲ့အဝါရောင်မထက်။အောက်ခံရောင်တွေနဲ့ရိုးပြီးတော့တောင်မြောက်မြောက်မြောက်အရောင်တွေပဲထွက်လာမှာပေါ့ဟုတ်လား။မပြလို့လို့ဆိုတော့ကြီးတွေနဲ့ညစ်နေတဲ့အဝတ်ကအဲ့လိုပဲစိတ်ကညှင်းနှွမ်းနေပဲပူလောင်နေတယ်ဆိုရင်အောက်တန်းကြတဲ့ဘဝကိုပဲအဲ့ဒီစိတ်ကအန်ဒီမှာ။ အဲ့ဒါဆန့်ကျင်ဘက်အနေနဲ့မြတ်စွာဘုရားမဆက်ပြီးတော့ဥမာပေးတော့ဆိုတော့ဟောကြီးညော်ပြင်းပြီးတော့တန့်ရှင်းဖြူစင်းနေတဲ့အဝတ်ဖြူလေးပေါ်ဆိုရင်တော့ပကြီးစီဟာသူ့ကြိုက်တဲ့စီအောင်ခြေလို့ရမယ်တဲ့နော်အောက်ခဝတ်ကလေးကဖြူနေတာဆိုတော့ကြိုက်တဲ့အယောင်တင်လို့မရဘူးလားရတယ်ဘာဖြစ်လို့လဲဝတ်ကဖြူနေရလို့အဲ့လိုပဲဖြူစင်းတန့်ရှင်းအပြစ်ကင်းတဲ့စိတ်တို့ဖြစ်လာတယ်ကောင်းမြတ်တဲ့ဘဝဆိုတာရနိုင်တယ်ဒါကြောင့်မိတဲ့ဘောင်းသူတော်ကောင်းတို့ဒီအချက်ကလေးတွေကိုစဉ်းစားပြီးတော့ ဟောဒေါသအာကြီးရင်တော့ငါယုံရတဲ့ဘဝကိုရောက်သွားလိမ့်မယ်။ငါဒီဒီဘဝကပျက်စီးလို့တည်နေဆိုရင်ဓာတ်ထက်အကြီးအသေးအဖြစ်မနှိမ့်ကြတော့အဆက်အသတ်အဖြစ်ဟောမနှိမ့်ကြတော့ဘဝကောင်းကိုရစီရမယ်လို့ဒီလိုခံယူချက်မျိုးထားဖို့မလိုဘူးလား။ဘာကြောင့်ဦးဇင်းတို့ကဒီစကားကိုပြောတာတော့ဆိုတော့ဒီတဘွားတဲ့တဲ့ငါကတော့ဦးဇင်းတို့တွေကအရတ္တမညံအရတ္တကုညံကိုရအောင်အားထုတ်ပြီးတော့ဘဝဆက်ချုပ်ငြိယူသိမ့်အောင်လုပ်နိုင်ဖို့ဆိုတာတကယ်မှလွယ်ပါသလား။ဟုတ်ပါဘူး။ ကြောင့်ဘဝကဆက်ပြီးတော့ဖြစ်အောင်မှာဟုတ်လားဆက်ဖြစ်အောင်မဲ့အတူတူဆိုတော့ကောင်းတဲ့ဘဝဖြစ်ရတာမကောင်းဘူးလားကောင်းတယ်နော်ဒီအဲ့ဒါကောင်းတဲ့ဘဝကိုဖြစ်ချင်တယ်ဆိုတော့ဒေါသကိုရှို့ဖို့လိုတာဒေါသအာကြီးရင်ကောင်းတဲ့ဘဝရောက်ဖို့မလွယ်အဲ့ဒါခုမှဒေါသတွေအာကြီးလို့ဒီကနေ့မှာဒေါသတွေနဲ့ပူပူလောင်လောင်တည်သွားလို့ရုံညံ့တဲ့ဘဝတွေအပေလေးဘဝရောက်သွားတယ်ဆိုတာကိုမြန်ဟုတ်လားတကယ်လို့မြန်တကယ်လို့မြန်ရောက်ခဲ့မယ်ဆိုရင်ပေါ့ဟုတ်လား အဲ့လိုရောက်သွားတယ်ဆိုတာကိုမြတ်မုံနေတဲ့ယန္တရီကသိနိုင်မြင်နိုင်လို့သိခဲ့မြင်ခဲ့မယ်ဆိုရင်သူတို့ကတော့မဖြစ်နေကြအောင်ပါ။ဝမ်းသာနေကြအောင်ပါပဲ။နော်။တကယ်မုံမီဆိုတော့မရေအိုးဂျိုးကပ်ပါစေလို့တချို့ကြိမ်ဆဲကြတာလည်းမရှိဘူးလား။နော်။ဒင်းသိရင်ခွေးဖြစ်ပါစေလို့ပြောတာတော့ဦးဇင်းတို့ကြားလို့ရတယ်။ဒါကလည်းတကယ်မုံမီဆိုတော့ဒီလိုပဲဆန္ဒရှိမှာပါ။ ုမုန်းနေတဲ့ကိုရံသူကိုဟာသေးလို့ရှင်လက်ပြရောက်ပါသေးဓမ္မပြရောက်ပါစီလို့တော့ဘယ်လိုမှဆန္ဒရှိမှာမဟုတ်ဟုတ်လားအဲ့ဒါဒီစကားကဦးစင်းကအကြောင်းပဲပြောတာမဟုတ်ကိုကိုမုန်းနေတဲ့ရံသူကကိုကိုဘလောက်မုန်းလို့ဟုတ်လားသေးတဲ့နောက်မှာတော့အပေလေးကိုဘလောက်ဖယ်ရောက်စီခြင်းရောက်စီခြင်းအပေလေးကိုရောက်အောင်တော့သူတို့ဘလို့မှမတက်နိုင်တက်နိုင်လားဘလောက်ပဲမုန်းလို့ဘလောက်ပဲအစွမ်းထက်ပါလေပြောပြောကိုကိုခွေးတော်ဖြစ်တော်အောင်လို့သူတို့ပန်းတီးနိုင် ကိုမရေဥရောက်တော့လို့သူတို့ပြစ်မချနိုင်သို့တော့ကိုအတုံးမကျလို့ဖြစ်လာတယ်ကိုရဲ့အကျဉ်းတန်တာမှာရှိတယ်ကိုရဲ့ဒေါသကတော့ကိုကိုပဲလေးဘုံကိုကြအောင် ချနိုင်တယ်ပဂတိယံလူနဲ့ကိုရဲ့အတွင်းမှာရှိတဲ့ဒေါသယံလူဘယ်ယံလူကကိုရဲ့အစွမ်းတတိထက်နေတယ်လဲဆိုတာလေးကိုတစ်ချက်လောက်စဉ်းစားမိဖို့စောစောကစကားလေးကိုပြောတာ နော်မုံနေတဲ့ယန္တရီကဘလောက်မုံလို့ဘလောက်ဖဲပေလေးမကိုရောက်စီခြင်းမှတော့လည်းပဲပေလေးကိုရောက်အောင်လို့သူတို့မတန်နိုင်ဘူးသို့တော့ဒေါသကတော့တန်နိုင်တယ်ဒါလေးစဉ်းစားကြည့်ရင်နော်ဒါကြောင့်ပြည့်တဲ့ပေါင်းသူတို့လို့ဒေါသအားကြီးလို့ရှိရင်ဒေတာရဲ့နောက်မှာအပေပုံကိုရောက်တတ်တယ်ဆိုတာလေးလည်းစဉ်းစားရမယ်ပေါ့အေးဒါပါလေးပြောနေတာလို့ဆိုတော့ဒေါသကအပြစ်ကြီးတယ်လို့အပြစ်လည်းများတယ်ဆိုတာကိုပြောတာအယုတ်ဆိုးစီတွေ့သည်ဆင်းရဲကိုချိုးနှင်း၍ ြက်ကွဲစည်းစိမ်ချွေရန်ပိန်လျက်မိဆက်ပြက်တဲ့အပေဖြစ်ခုနှစ်ရံတို့ကြိုင်းဟောဒါကညောင်လေးပင်တော်ဆရာဘုရားကြီးရဲ့လက်ရာဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့နတ္တိဒေါသသဘောကလေးဒေါသနဲ့တူသောအပြစ်မရှိဆိုတာလေးကိုအဲ့ဒါလိုကြည်ကြည်ပြတ်ပြတ်စဉ်းစားဆင်ခြင်ပြီးဖို့မလိုဘူးလားဟုတ်နော်ဒေါသသည်အမေရေတတ္တိအတိအပြစ်တွေကြီးတတ်တယ်ဒီခုပြောကြတဲ့အတိုင်းအပြစ်တွေလည်းများတတ်တယ်လို့စဉ်းစားဆင်ခြင်ပြီးတော့နော် အပူဆုံးမီးနဲ့အကြီးဆုံးအပြစ်ဒါအကြီးဆုံးအပြစ်ကိုပြောလိုက်တာပါဟုတ်လားအဲ့ဒီတော့ဦးဇင်းတို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့အလိုတော်ကြားအကျဉ်းမြင်လေးဘ ഹു တုတ္တရဤအနေနဲ့တော့တိထားဖို့တော့လိုတာပေါ့အဆိုကြပါဘုနိဗ္ဗာန်ဆိုတာဘာကိုပြောတာတုံးလို့မေးတော့ဇာကကင်းရဒေါသကင်းရမောဟကင်းရနိဗ္ဗာန်လို့ဖြေထားတဲ့ဒီလိုအဖြေမျိုးတွေကိုလည်းပိတ်တဲ့လို့ကြားဘူးရတယ်ပေါ့လားမဆွဲလန်းဘူးမကြည်နံဘူး မှားရမှုမရှိတာလိမ့်မှငြိမ်းချမ်းမှုအစ်စ်ပဲလို့ဒါပြောတာဟုတ်လားအဲ့တော့သို့တော်ဒီနေရာမှာဥရှင်တို့ပြေးတဲ့ပေါင်းတော်ကောင်တို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ဟိုနည်းနည်းလေးစဉ်းစားကြရအောင်တဲ့တုတ်တန်လေးတစ်ခုအတူတူလေးဥရှင်ပြောပြတယ်ဟုတ်လားအဲ့ဒါဘာလို့ဆိုတော့ရသော်ဗျာလက်ထက်ကဟိုပင်စကင်ကလက်သမားဆရာကြီးဆိုတာရှိအဲ့ဒီလက်သမားဆရာကြီးကတနေ့တော့ရသော်ဗျာတရင်တုံးနဲ့ကျောင်းတော်ကိုရောက်သွားတော့ဟို ရှင်ဥဒ္ဒရာကြီးဆိုတဲ့ယဟန်တစ်ပါးနဲ့တွေ့တွေ့တဲ့အခါကျတော့အဲ့ဒီယဟန်တော်ကိုရှ िख ိုးဥချပြီးတော့သစ္စာကင်ကသတ္တမဆရာကြီးကဘာပြောတော့ဆိုတော့အရှင်ဘုရားဥဒ္ဒရာကြီးတဲ့မြတ်စွာဘုရားကခံစားချက်ဝေဒနာတွေကိုဘယ်လိုမြန်ဟောထားတယ်လို့အရှင်ဘုရားကြားဘူးလေဘယ်နှမျိုးတော့မြန်ဟောထားတယ်လို့အရှင်ဘုရားကြားဘူးလေတဲ့အဲ့လိုမေးတဲ့အခါကျတော့ရှင်ဥဒ္ဒရာကြီးကဒကာကြီးခံစားချက်ဝေဒနာတွေကိုမြတ်စွာဘုရားအုံမျိုးဟောထားတယ်လို့အားချဘူးတယ်ငါမှတ်သားဘူးလေ ဲ့တော့ဘာ၄လုံးဘုရားဆိုတော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာမဒုက္ခဆိုတာကချမ်းသာတဲ့သဘောဒုက္ခဆိုတာကဆင်းရဲတဲ့သဘောဥပေက္ခဆိုတာကချမ်းသာတာလည်းမဆင်းချမ်းဆင်းရဲတာလည်းမထင်ရှားတဲ့အလေးအလံလိလူရှုတဲ့သဘောဒါပေမဲ့လို့သိရနော်အဲ့ဒါလိုဝေဒနာခံစားချက်တွေကိုသုံးမျိုးဟောထားတာကိုငါကြားလို့တယ်ငါသိတယ်လို့ရှင်းဥဒါကြီးကပြောတော့တရားကြီးကအဲ့ဒါကိုလက်မခံတကယ်ဆိုမြတ်စွာဘုရားအဲ့ဒါကိုဟောထားတာ ဒါပေမဲ့ तू ကဘယ်လိုပြောတော့ဆိုတော့ရှင်ဥဒ္ဒရာကြီးကိုအရှင်ဘုရားအဲ့ဒါမဟုတ်ဘူးတဲ့မြတ်စွာဘုရားကဝေဒနာခံစားချက်တွေကိုနှစ်မျိုးဟောထားတာတဲ့အဲ့ဒီနှစ်မျိုးကဘာလို့ဆိုတော့ဒုက္ခဝေဒနာရဲ့ဒုက္ခဝေဒနာရဲ့ဆင်းရဲတာရဲ့ချမ်းသာတာရဲ့ဥပိ္ပခာဆိုတဲ့ဝေဒနာကိုကြတော့ပိန်မွေ့တဲ့အတွေ့အကြုံမြင့်မြတ်တဲ့အတွေ့အကြုံအဲ့ဒါဒုက္ခဝေဒနာတွေကိုထိထားတာတဲ့ဟုတ်ဥပိ္ပခာဝေဒနာကိုဘယ်နဲ့ထိထားလဲဒုက္ခဝေဒနာတွေထိထားအဲ့ဒါလည်းအမှန်ပဲအဲ့ဒါလည်းဘုရားဟောထားတာ အမှန်ပဲနော်သူပြောတာလည်းအမှန်ပဲဒါပေမဲ့ရှင်ဥဒ္ဒရာကြီးပြောတာလည်းပါလေအမှန်ပဲသို့တော့နှစ်ယောက်စလုံးမှန်းနေပါလေခင်ဗျပင်စခင်ကလက်သမားဆရာကြီးကလည်းပဲရှင်ဥဒ္ဒရာကြီးပြောတဲ့စကားကိုလက်မခံရှင်ဥဒ္ဒရာကြီးကလည်းပဲလက်သမားဆရာကြီးပြောတာမှန်မှန်ရက်ခင်နဲ့သူကလည်းလက်မခံသူကလည်းဝေဒနာက၃မျိုးဒကာကြီးကလည်းဝေဒနာက၂မျိုးဟောတင်းခံတယ်အဲ့တော့ဘာဖြစ်လို့ငင်းကြတာပေါ့ဟုတ်လားငင်းပြီဆိုရင်တော့ဝိဝါဒံပယံတော့တိတ်တော်ဝငင်းခုံငင်းဟာဘေးပဲလေ ဟုတ်တယ်မဟုတ်လားညင်ခုံညင်ရပါတော့ဘေးပဲအဲ့တော့အကုသို့ဘေးရတော့စတဲ့ဟုတ်လားအဲ့လိုညင်ညာတော့တရားဟောမှာမလျှော်တော့အဲ့ဒီညင်ခုံနေတဲ့အတန်ကိုဘယ်သူကြားတော့ဆိုတော့ရှင်အနန္ဒာကိုရမြတ်ကကြားတယ်ကြားတဲ့အခါကျတော့မြတ်စွာဘုရားကြီးကြွသွားပြီးတော့ရှင်ဥဒါကြီးနဲ့ပင်စားခင်ကလည်းသွားဆရာကြီးဟာဝေဒနာနှစ်ပါးသုံးပါးဆိုပြီးတော့ညင်နေရတဲ့အကြောင်းလျှောက်လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကဘာအမိန့်ရှိတော့ဆိုတော့အနန္ဒာတဲ့ ဥဒရာလည်းပဲပြင်စခင်ကလက်သမားဆရာကြီးပြောတဲ့စကားအကြောင်းခံလုံပါလဲနဲ့သူလက်မခံလက်သမားဆရာကြီးကလည်းပဲဥဒရာကြီးပြောတဲ့စကားအကြောင်းခံလုံပါလဲနဲ့သူလက်မခံအဲ့ဒါလို့လက်မခံမဲနဲ့ညင်းနေမယ်ဆိုရင်တော့အကုသိုလ်တွေပဲများဖို့ရှိရဲ့တဲ့ဟုတ်လားသူပြောတဲ့စကားဟာအကြောင်းခံလုံနဲ့မှန်ကန်တယ်ဆိုရင်လက်ခံဖို့လိုတယ်အဲ့ဒါလို့လက်ခံနိုင်ကြမယ်ဆိုရင်တော့တယောက်ကိုတယောက်ချစ်သောမျက်လုံးများဖြင့်ကြည့်နိုင်ကြလိမ့်မယ် နော်အခုတော့ဗာနဲ့လက်မခံနိုင်တော့ဘုံဒီမှုဖြစ်ရတယ်ပေါ့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ပုံမြင်လေးတခုကြားဖို့တယ်တချို့လည်းကြားဖို့ပါလေဟုတ်လားတခါတော့မှဟိုငားမာကြီးနဲ့လိမ့်မာကြီးနဲ့ရေထဲမှာတော်တော်ခင်တယ်လို့ဆိုတယ်အဲ့လိုနေကြရင်လည်းတနေ့တော့လိမ့်မာကြီးကဥဥကျင်တော့ကုန်းမတက်သွားတာပါနောက်တောင်ရင်တက်ပြီးတော့ဥဥဥဥပြီးတော့တုတ်ကိစ္စပြီးဆိုတော့ရေထဲပြန်ဆင်းလာပြန်ဆင်းလာတော့ငားမာကြီးနဲ့တွေ့တွေ့တဲ့အခါကျတော့ငားမာကြီးကကြီးပြင်းသွားတော့လို့မေးတယ်ငါကုန်းမတက်သွားတာလို့ပြော ကိုမတက်သွားတာပြောတော့ငါကုန်းဆိုတာဘာကိုပြောတာလဲမေးတယ်။အဲ့ဒါလိမ္မာကြီးကကုန်းဆိုတာအေးပန်းမင်ကလေးတွေနဲ့နေရောင်ကြီးလေးနဲ့လက်ပြန်လေးတွေနဲ့တတော်ကိုလှတယ်လို့ကုန်းကိုပြောပြတယ်။အဲ့လိုကုန်းအကြောင်းကိုဘလောက်ပြောလို့မှကြီးငါကနားမလဲ။သူကဘာလို့ဆိုကုန်းပေါ်မှာတစ်ခေါက်မှမမရောက်ဘူးပဲ။သူကရေသေးပဲစစ်စားတဲ့အကောင်။ဟုတ်လား။လက်ကတော့ရေသေးတဲ့စစ်စားတယ်။ကုန်းပေါ်လည်းစစ်စားတယ်။သူကအတွေ့အကြုံမျိုးမျိုးရှိတယ်။ ဟုတ်လားခုတကငါတို့ဘုရင်တို့တွေကအတွေ့အကြုံနှမျိုးမရှိသေးဘူးသူကဒီလောကကြီးရဲ့အကြောင်းကိုဘာမှသိပြီးတော့မသိသေးဘူးနဝေဒနာနဲ့ပတ်သက်ပြီးတော့ဆုံးအောင်မသိဘူးဝေဒနာဏိရောဓကိုသိဖို့ဆိုတာမလွယ်သေးဘူးပေါ့ဟုတ်လားဒါကြောင့်မေတ္တာကောင်းတဲ့ဘောင်းတို့နော်လိက္ခကုံအကြောင်းကိုရှင်းပြလေလေငါကမျက်စိလဲလေလေဟုတ်လားအဲ့လိုပြင်မှာမစိုးရဘူးလားဆိုရတယ်နော်ဒါကြောင့်ပြေသောကောင်းသူတော်ကောင်းတို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့နားလေခြင်းနဲ့ဆိုရင်တော့ မညံပုံညာရအောင်ကြိုးစားဖို့ပဲရှိတယ်။ဘိဒတ်ဘောတော်တို့ဒီကနေ့ညအပူဆုံးမီးနဲ့အကြီးဆုံးအပြည့်တဲ့ဟုတ်လား။ဒီကနေ့တော့ဘဝထဲမှာလူအများစုနဲ့တက်ဆိုင်တာကိုပဲကြဟောလိုက်တာ။တော့အလို့တကလူမများဟောရှင်ပြုနဲ့ပတ်သက်ပြီးတော့လည်းဘုန်းကြီးကဘာမှပြောမသွားဘူး။ယဟန်ကလည်းပတ်သက်ပြီးတော့လည်းဘာမှပြောမသွားဘူးလို့စိတ်ထဲမှာမအောင်မိနဲ့နော်။ဒီအဲ့ဒီတရားကတော့ ရည်သက်ချတဲ့နေကြတော့ဆရာတော်များကဟောပါလိမ့်မယ်ဟုတ်လားဒါဥစဉ်ကတော့အခုအများနဲ့သက်ဆိုင်တာကိုပဲပြောလိုက်ပါတော့နော်အပူဆုံးမီဆိုတာပါလေယာကဆိုတဲ့သဘောအကြီးဆုံးအပြည့်ဆိုတာပါလေဒေါသဆိုတဲ့သဘောဒါတွေကိုရှော့ချနိုင်ဖို့အတွက်ဘာကိုကြိုးစားမလို့ပဋိပိဋ္ဌံဘာဝနာကိုပွားများကြရမယ်ဟုတ်လားအေးဒါကြောင့်ဘေးသက်ကောင်းတော်တို့ဒီပဋိပိဋ္ဌံဘာဝနာကိုပွားများပြီးတော့ကိုယ်ခန္ဓာကိုယ်မှာတတိကံပြီးအရှုမှတ်ပွားများအထုံမှုဖြင့်နော် အပူဆုံးမျိုးကိုငြိမ့်သက်နိုင်ကြတယ်။အကြီးဆုံးအပြစ်ကိုပယ်ဖြောင်းနိုင်ကြတယ်။အဆိုးဆုံးဒုက္ခကိုချုပ်ငြိမ်းအောင်ကြိုးစားနိုင်ကြတယ်။အကောင်းဆုံးချမ်းသာကိုမျက်မှောက်ပြုအောင်ကြိုးစားအထုတ်နိုင်ကြတယ်။သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့တရားဝဲဓမ္မတွင်ကိုဆုံးသက်ကြရအောင်။ဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗတိဝတ္တသဗ္ဗဗုဒ္ဓ ानु ဘဝေနသရာဒုက္ခိဝန္တုတ္တိ ဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗတိဝတ္တသဗ္ဗဓမ္မနုဝံဝိနံတရာဒုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗတိဝတ္တသဗ္ဗတံဃာနုဝံဝိနံတရာဒုခိဝန္တုတိတေတမကနေပြာနာပိသပေါင်းတရောင်းတို့ဇာတာအလုံးသောတတဝအနန္တတို့အာသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုရမြမင်္ဂလာဝါဝတိဘဝတုကောင်းဆိုဟာမသွေဖြစ်တော်မူကြပါစေတည်း ။သာဝတိဝဒမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြံနေကြဟောနောတာ။မိမိတို့ဤမှာစောင့်ကြံနေကြဟောနောတာ။မိမိတို့သာနာမိမိတို့ကိုယ်မှာစောင့်ကြံစောင့်ကြံနေကြဟောနော။နာမယတာကောင်းတာပေါ့တော့ပါလည်းပဲ။ရက္ခဏတို့ကောင်းစွာမသိစောင့်ရှောက်တော်မူနိုင်ကြပါစေတည်း။သာဝတိတို့ဘဝေနခေကဝါလိုတဲ့သူမကပွင့်တော်မူကြတဲ့သုဒ္ဓတော်ဘာဗျာရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်လည်းကောင်းသာဝတ္ထဝါနုဝါဝေနာ မယ်လျာပူလေးတံနိဗ္ဗာန်မြေတေဝဇောသောစေတသောတရားတော်မြတ်တို့ရဲ့တခုတည်းသောအနုဘောတော်တို့ရောက်လောင်းတာဘသံဃာတို့ဝါဝိနဘေကတံလေးယောက်ဖလတံလေးယောက်ဇောသောရှင်တော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာတိလာဝတ္တမတိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့တခုတည်းသံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တခုတည်းသောအနုဘောတော်တို့ရောက်လောင်းတရားနေယောညပါဘေကမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်း ုက္ခကိုစိတ်တရားကြောင့်မှချမ်းသာရရှိကြကုန်သည်ဘဝတို့ကောင်းစွာမတွေ့ဖြစ်တော်မူကြပါစေတည်း